အခုနေ့အလောင်းတော်ကတပ်ပဖျားဘူးခီးသွွားရာသည်စတင်ဖွင့်လှစ်လိုက်ပြီးဖြစ်ရာမြမပြည်အနေနဲ့အရရမခီးသွွားပြည်သူများနေစဉ်လာရောက်လျက်ရှိကြောင်းသိရပါဗယ်ခီးသွွားရာသည်စတင်ဖွင့်လှစ်လိုက်တဲ့အနေနဲ့ပြီးခဲ့တဲ့ဇန်နဝါရီလ9ရက်နေ့ကမုံရွာကလေးဝလမ်းမရှိဖျားဘူးခီးသွွားများတထောင်နာရာကပိုင်ရွာမှာအလောင်းတော်ကတပ်ပဖျားဘူးခီးသွွားလမ်းမကိုဖွင့်ပွဲအခမ်းအနားပြုလုပ်ကဖွင့်လှစ်ပေးခဲ့ပါဗယ် အလောင်းတော်ကတ္တပခီးသွားလာမိုင်းပွင့်တဲ့အချိန်ကတော့ပုံမှန်သတ်မှတ်လို့မရပဲအများအပြင်းတော့မိုးရသည့်အကုန်ပွင့်လင်းရသည့်ဖြစ်တဲ့2ဒေါ်လာနဲ့ပြသူလာမှဖွင့်ပြတာဖြစ်ပြီးအခုလိုလမ်းမိုက်စာဖွင့်တဲ့ရက်တွေကလေးကအနေနဲ့အရရက်ကဖျားဖို့ခီးသွားတွေစောင့်ဝင်နေကြပြီဖြစ်ကြောင်းအလောင်းတော်ကတ္တပဖျားခောဘကအဖွဲ့ဝင်ဆရာတော်ဦးနန္ဒမာလာကမိန့်ကြားပါတယ်မြမပြည်နေရဒေသအသီးသီးမှာဖျားဖို့လာရောက်ကြတဲ့ခီးသွားဧည့်သည်များအဆင်ပြေဖို့အတွက်အလောင်းတော်ကတ္တပဖျားခောဘကနာယကဆရာတော်ကြီးများမှအလောင်းတော်ကတ္တပဖျားရှင်မင်းတော်ဝင်းကျင်တွင်အနည်းဆုံး ုံးလူ20ဦးမှအများဆုံး100ဝန်းကျင်ညအိတ်တဲခုံနိုင်တဲ့တဲခုံဆောင်52ဆောင်အပါအဝင်ရေမီးနဲ့ကျမ်းမာရေးအတွက်ခမဲ့ဆေးပေးကမ်းများကိုလည်းဖွင့်လှစ်ပေးထားပါတယ်။အခုနှစ်မှာအလောင်းတော်ကတဘာဖျားရှင်မြင်တော်ဧရိယာမှာစားတောက်ဆိုင်ဓပုံနဲ့ရွှေဆိုင်လုပ်ငန်းအပါအဝင်ဆိုင်ကားစုစုပေါင်း83ဆိုင်ဖွင့်လှစ်ခွင့်ပြုထားကြောင်းသိရပါတယ်။အလောင်းတော်ကတဘာဖျားဘူးခရီးစဉ်တွင်ဖျားဘူးခရီးသွားများဆေးများဖြင့်လိုက်ပါပို့ဆောင်ရမှာမနက်9နာရီမှ12နာရီကိုတစ်ပိုင်းမွန်းလွဲ3နာရီမှညနေ6နာရီအထိဆင်အစည်းရေ80ကမ်းမြင့်နှစ်ပိုင်း ်ခွဲပြီးတော့ပို့ဆောင်ပေးလျက်ရှိတာလည်းဖြစ်ပါတယ်။အနေနဲ့အရရမှာအလောင်းတော်ကသပသူကားများဖြင့်ဖျားဘူးလာရောက်ကြတဲ့ခရီးသွားများအန္တရာယ်ကင်းရှင်းစေရန်ထော်လာကြီးများတက်ရောက်ခွင့်မပြုဘဲ29ဘေမှန်လုံကားတစ်စီးလျင်လူ45ယောက်၊ခင်တာဒိုင်းနာ7ဘေ12ဘေကားများကိုလူအယောက်20 14ဘေ16ဘေကားများကိုလူအယောက်30 light truck ကားများကိုလူ12ယောက်၊ highland 12ယောက်၊ sandy 6ယောက်အသီးသီးသမတ်ကတင်ဆောင်ခွင့်ပြုထားတာလည်းဖြစ်ပါတယ်။